အဲ့ဒါအရှာနဲ့အလုံသမားတွေတည်ထားတဲ့အခြေခံခွင့်၃မျိုးအကြောင်းကိုကျွန်တော်ဒီနေ့ပြောပြမှာဖြစ်ပါတယ်။တကယ်တမ်းတော့ဒီဟာတွေကိုအရှာတွေကတည်ကောင်းတည်နိုင်တယ်ပေါ့နော်။အလုံသမားတချို့လည်းတည်ပါတယ်။ဘာကြောင့်ဒါကိုအခြေခံခွင့်၃မျိုးလို့ပြောတာလဲဆိုတော့ဒါကဒီခွင့်ရတဲ့အလုပ်ပိတ်ရဲ့ဥပဒေနေဦးတွေမှာဒါအသေးစိတ်ဖော်ပြထားတယ်ပေါ့နော်။ပြီးတော့ဒီမီးဖွားခွင့်နေပါကြဒီမှာထည့်ပြီးပြောတော့မီးဖွားခွင့်ကကြာနည်းနည်းရှုပ်တဲ့ထဲမှာပါတယ်။သူကဒီခွင့်ရတဲ့အလုပ်ပိတ်ရဲ့နေဦးတွေမှာလည်းပါတယ်။ပြီးတော့ဒီလူမှုဖွလုံရေးဥပဒေမှာလည်းပါတယ်ပေါ့နော်။ အဲနောက်ထပ်တစ်ခုကဒီလူမှုဖွံ့ဖြိုးရေးစောင့်ထားရင်ရတဲ့ခွင့်တွေကလည်းနောက်ထပ်အများကြီးရှိနိုင်တယ်အကျိုးခံစားမှုတွေအများကြီးရှိသေးတယ်ပေါ့နော်ဒါကြောင့်မလို့ဒီအကြောင်းအရာတွေကတော့ခုနကဒီလေဘာလောတင်တန်းမှာလာတက်မှပဲဒါအသေးစိတ်သိနိုင်မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အဲ့ဒီအကြောင်းအရာတွေကိုတင်နေဆိုရင်ကျွန်တော်တနားညနေတင်ရတယ်လူမှုဖွံ့ဖြိုးရေးဥပဒေတစ်ခုတည်းတင်တော့မှကျွန်တော်တနားခွဲလောက်ကြရတယ်ပေါ့နော်ဒါကြောင့်မလို့ပါဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီအလုပ်သမားတွေခံစားခွင့်ရှိတဲ့ခွင့်သုံးမျိုးကတော့ပထမတစ်ခုအနေနဲ့ကတော့ရှောင်းတခင်ခွင့်ပါအဲ့တော့ရှောင်းတခင်ခွင့်ကတော့ ကျွန်တော်တို့တစ်နှစ်မှာ6ရက်ရပါတယ်အခုဒီ2018ဒီ April 26ရက်နေ့မှာပေါ့နော်နေဦးတွေထွက်လာပြီးနောက်ပိုင်းမှာရှောင်းတခင်ခွင့်ကိုသူကနည်းနည်းလေးယူတဲ့အခါမှာကန့်သက်တာလေးလှုပ်လာတယ်ပေါ့နော်အဲ့ဒီ6ရက်ကိုဟိုးအရင်ကတော့ကန့်သက်ချက်တွေမရှိဘူးဘလို့ကန့်သက်လိုက်တာလဲဆိုတော့ရှောင်းတခင်ခွင့်ကိုသူကနှစ်လမှာတစ်ရက်ပဲယူပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ကန့်သက်ချက်ကလေးတွေရှိလာပါတယ်ဒါကြောင့်မလို့လူသမားတယောက်ဒီတစ်နှစ်မှာရှောင်းတခင်ခွင့် 6ရက်ရတယ်ပေါ့နော်အဲ့ဒါအစံခန့်ကာလမှာလည်းစယူလို့ရတယ်ဒါကြောင့်မို့ကျွန်တော်အကြမ်းများအဖြစ်ပြောမယ်ဆိုရင်အစံခန့်ကာလအကြမ်းများအဖြစ်3လဖြစ်တဲ့အတွက်အစံခန့်ကာလမှာဆိုရင်ရှောင်းနေခင်ခွင့်အနည်းဆုံး1ရက်လောက်တော့ဒါယူခွင့်ရှိတယ်ပေါ့နော်ဒါက2018နောက်ပိုင်းဥပဒေကြာမှဒါဖြစ်လာတဲ့ဟာပေါ့နော်2လ1ရက်အဲ့တော့နှစ်လမပြည့်ရင်တော့တရက်ယူလို့မရဘူးလားဆိုတော့တကယ်ခိုင်လုံတဲ့အကြောင်းပြချက်ရှိတယ်တကယ်အရေးကြီးတဲ့ဟာမျိုးဆိုရင်တော့နှစ်လမပြည့်ပြီမဲ့လေတရက်ယူလို့ရတဲ့အနေအထားမျိုးလေးရှိလာတယ်ပေါ့နော်အဲ့ဒါကတော့ရှောင်းလင်းခွဲမှာဒါအလုပ်သမားတွေပဲနည်းနည်းလေး ပြန်ပြီးတော့စဉ်းစားပြည့်တဲ့အပိုင်းလေးပေါ့အဲ့တော့အချုပ်အဖြစ်ပြန်ပြောမယ်ဆိုရင်ရှောင်းနေခင်ခွင့်ဒီတစ်နှစ်မှာကျွန်တော်တို့6ရက်ရပါတယ်အဲ့ဒီ6ရက်ကိုနှစ်လမှာတစ်ရက်ပဲယူလို့ရပါတယ်ဒါကြောင့်မလို့အလုပ်သမားတယောက်ကအလုပ်စဝင်ပြီးတော့3လလောက်ပဲရှိသေးတယ်ရှောင်းနေခွင့်ကို3ရက်လောက်သုံးလိုက်ခြင်းနဲ့၄ရက်လောက်သုံးလိုက်ခြင်းနဲ့ဆိုရင်မရပါဘူးသူက2လတစ်ရက်ပဲကန့်တတ်ထားတယ်ပေါ့နော်အဲ့တော့တခါယူရင်သူက3ရက်ဆက်တိုက်လောက်ယူလို့ရတယ်အဲ့တော့3ရက်ဆက်တိုက်လောက်ယူလို့ရတာဖြစ်တဲ့အတွက်လုံသက်6လလောက်တော့ရှိဖို့လိုတာပေါ့ အခုမှလုံသက်လေးက2လပဲရှိသေးတယ်3ရက်ဆက်တိုက်ဒီလိုမျိုးတော့ယူလို့မရဘူးနော်လုံသက်6လ7လဆိုရင် challenge ခွင့်ကိုကျွန်တော်3ရက်ဆက်တိုက်လောက်တောင်းဆိုပိုင်ခွင့်ရှိတယ်ဒါပေမဲ့ခိုင်လုံတဲ့အကြောင်းရင်းတော့ပြရမယ်ပေါ့နော် challenge ခွင့်ရဲ့အထိပ္ပယ်အရေးပေါ်ခွင့်ဖြစ်တဲ့အတွက်ဟိုအလွဲသုံးစားလုပ်လို့ရတဲ့လုပ်ရမယ်ခွင့်မျိုးမဟုတ်တကယ်အရေးကြီးကိစ္စတော့မှာ ဒါတင်ပြပြီးတော့ယူရမယ့်ဟာမျိုးပေါ့နော်အဲ့တော့ရှောင်းနေခင်ခွင့်နေရာကျတော့တခြားခွင့်နေနဲ့ဘေးခွင့်နဲ့မှာပေါင်းယူလို့မရပါဘူးအဲ့တော့ရှောင်းနေခင်ခွင့်နဲ့ကျွန်တော်ကလုံသက်ခွင့်နဲ့ပေါင်းယူခြင်းတယ်လို့ရှောင်းနေခင်ခွင့်နဲ့ဆေးခွင့်နဲ့ပေါင်းယူခြင်းတယ်လို့ရှောင်းနေခင်နဲ့မီးဖောက်ခွင့်နဲ့ပေါင်းယူခြင်းတယ်လို့ဆိုရင်ဘယ်လို့မှမရပါဘူးဒါဥပဒေအရလည်းအတိအကျဖော်ပြထားတယ်ပေါ့နော်ပြီးတော့ရှောင်းနေခင်ခွင့်နေရာဒီနှစ်မှာ6ရက်ကိုမသုံးပြစ်လို့နောက်နှစ်ကိုတည်သွားလို့လည်းမရပါဘူးအဲ့တော့နောက်နှစ်ကျရင်အစနေပြီးတော့နှစ်လတည့်ရပြန်ပြီးတော့တက်ပါတယ်ပေါ့နော်နောက်နှစ်ကိုတည်သွားလို့မရအောင်အဲ့လို့ နောက်နှစ်ကိုတည်သွားလို့မရတဲ့အတွက်ပတ်စံပြန်ရလာဆိုတော့လေရတဲ့ခွင့်မျိုးမဟုတ်ဘူးပေါ့နော်ဟုတ်ပြီဒါဆိုတော့ challenge ခွင့်ကိုအကြမ်းမြအဖြစ်နားလည်မယ်လို့ထင်ပါတယ်နောက်တဲ့ခွင့်မျိုးစားတစ်ခုကတော့လှုပ်သက်ခွင့်ပါအဲ့တော့လှုပ်သက်ခွင့်လို့ပြောတဲ့ကသူကဒီလှုပ်သက်ပုံမှန်မူတည်ပြီးတော့ပေးတာပေါ့နော်အဲ့တော့အလုံးစားဝင်ဝင်ချင်းလှုပ်သက်ခွင့်ကိုရအောင်မှမဟုတ်လှုပ်သက်ခွင့်ကတော့ဒီတဆက်သေးလှုပ်သက်12လရှိတယ်ဗောနော်အလွယ်ပြောရမယ်ဆိုရင်တစ်နှစ်ရှိတယ်ဗောတည်လက်ရှိအလုံးမှာတစ်နှစ်ပြည့်တာနဲ့တော့ လုံတက်ခွင့်10ရက်စပြီးတော့ယူလို့ရတယ်အဲ့တော့10ရက်ကပုံသေးပဲလားဆိုတော့လည်းမဟုတ်ဘူးအဲ့ဒီဒီ12လအတွဲမှာပေါ့နော်ကိုကအမှန်တကယ်အလုပ်စင်းရဲ့ရက်20မပြည့်တဲ့လတွေဆိုရင်သူကတရက်ပြန်နှုတ်ပါတယ်ဆိုပါစို့ဖေဖော်ဝါရီလမှာကိုကရက်တွေအရင်ပြတ်တယ်ပြတ်တော့အဲ့ဒီလမှာကိုရဲ့အလုပ်စင်းရက်က၈ရက်ပဲရှိမယ်10ရက်ပဲရှိမယ်15ရက်ပဲရှိမယ်ပေါ့နော်အဲ့ဒါမျိုးဆိုရင်သူမြန်နှစ်ကုန်လို့သူမြန်10ရက်ကို9ရက်ပဲရမှာကိုကတရက်ပြန်နှုတ်ခံရတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ ဲ့ဒီအမှန်တကယ်အလုဆင်းရဲဆိုတာဆရာကြီးဒီအလုလာဆင်းတဲ့ရက်ကိုပဲတွက်တာလားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်။ तू ကအလုလာဆင်းတဲ့ရက်ရဲ့ခုနဒီလာစာနဲ့ခံစားခွင့်ရှိတဲ့ခွင့်နေရပြီးတော့ကျွန်တော်တို့ public holiday တွေကိုထည့်ပြီးတော့တွက်ပါတယ်။ဒီ၃မျိုးပေါင်းတွက်လို့မှရက်၂၀မပြည့်ရင်တော့နှစ်ကုန်ကလုံးသက်ခွင့်တွက်တဲ့အခါမျိုးကြရင်တကယ်လို့အမှန်တကယ်လုဆင်းရက်၂၀မပြည့်ရင်တရက်ပြန်ပြီးတော့နှုတ်ပါတယ်။ဒါကြောင့်မို့ဟိုဆယ်ရက်ကပုံသေးပဲလားဆိုတော့လည်းမဟုတ်ဘူး။ဒီဘက်မှာပြည့်ရက်တွေအများများတဲ့လာရှိခဲ့ရင်ဟိုရော့နိုင်တာမျိုးရှိတယ်ပေါ့နော်။ ဟုတ်ပြီအဲ့တော့လုံသက်ခွင့်ကကျွန်တော်တို့နောက်နှစ်ကိုတည်လို့ရလားဆိုရင်နောက်နှစ်ကိုတည်လို့ရပါတယ်တခြားခွင့်အနေနဲ့ပေါင်းယူလို့ရလားဆိုရင်တော့တခြားခွင့်အနေနဲ့လည်းပေါင်းယူလို့ရတယ်ပေါ့နော်အဲ့တော့နောက်နှစ်ကိုကျွန်တော်တို့၃နှစ်အထိ carry ယူခွင့်ရှိတယ်။အဲ့တော့အဲ့လိုမျိုးမရှုပ်ချင်ဘူးဆိုရင်မယူဘူးဆိုရင်ဟိုနောက်နှစ်ကို carry မယူဘူးဆိုရင်အလုပ်ရှင်နေအနေနဲ့ဒါပတ်စံပြန်ပြီးတော့ပေးရတယ်ပေါ့နော်။ဒါပေမဲ့ ပတ်စံပြန်ပေးဖို့တော့ဥပဒေမှာအဓိက focus မထားဘူးသူကခွင့်ယူဖို့ပဲအဓိက focus ထားတယ်ခွင့်အောင်ပဲ carry ယူဖို့เนาะဒါပေမဲ့အလုပ်ရှင်တွေကကျတော့အဲ့လိုမျိုး carry ယူရင်ခွင့်တွေကများသွားမယ်ရှုပ်သွားမှာစိုးတဲ့အတွက်ဒီအဲ့ဒီလုံတဲ့ခွင့်တွေကိုကျွန်တော်တို့ဒီ10ရက်ရရင်10ရက်ကိုပတ်စံအနေနဲ့ပြန်ပေးလိုက်တာမျိုးရှိတယ်တနည်းကကျတော့ဒီတစ်နှစ်ပြည့်ရင်10ရက်ရအဲ့ဒီ10ရက်ကိုနောက်တစ်နှစ်အတွင်းမှာယူဖို့เนาะမယူလို့ကြံတဲ့ဟာကိုမှနောက်နှစ်ကုန်မှပတ်စံပြန်ပေးတာမျိုးရှိပါတယ်အဲ့လုံတဲ့ခွင့်တွေကကိုအလုပ်ထွက်တာပဲဖြစ်ဖြစ် ကိုအလုတ်ထုတ်ခံရတာပဲဖြစ်ဖြစ်ကိုတိတ်ဆုံးသွားတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုအခြေအနေတွေမှာဆိုရင်ကိုယ့်ရဲ့လုံတက်ခွင့်တွေကမယူရသေးပဲနဲ့ကြံ့နေသေးတယ်ဆိုရင်ပတ်စံလည်းပြန်မယူထားပါဘောနော်မယူရသေးပဲနဲ့ကြံ့နေသေးတယ်ဆိုရင်အလုတ်ရှင်တွေအနေနဲ့ပတ်စံအနေနဲ့ပြန်ပြီးတော့ပေးရပါတယ်ဒါတော့လုံတက်ခွင့်အကြောင်းပေါ့နော်နောက်တစ်ခုကကျတော့ဈေးခွင့်ပါအဲ့တော့ဈေးခွင့်ကကျတော့တစ်နှစ်မှာကျတော့30ရပါတယ်ဒါမဲ့အခုမှစဝင်တဲ့ဝန်ထမ်းတွေဆိုရင်တော့လုံတက်6လမှပြည့်ရင်လစာမဲ့အနေနဲ့ပဲရမှာလစာမရအောင် လုံသက်6လကျော်တော့မှသူကဈေးခွင့်ရက်30ကိုလစာအပြည့်နဲ့ခံစားဝင်ရှိမှာဖြစ်ပါတယ်အဲ့တော့ဈေးခွင့်ရက်30တွေကယူဘယ်လိုအခြေအနေမှာယူလို့ရလဲဆိုနေမကောင်းတာလည်းရတယ်ဈေးယုံတိုက်ရင်လည်းရပါတယ်အဲ့တော့ဈေးခွင့်ယူမယ်ဆိုရင်တော့ဥပဒေမှာကန့်သက်ထားတာကဈေးစာရွက်ပြဖို့လိုပါတယ်အဲ့ဒီဈေးစာရွက်ကတကယ်တမ်းကတော့လူမှုဖွံ့ဖြိုးရေးဈေးစာရွက်မှာမဟုတ်ဘူးပေါ့နော်နိုင်ငံတော်ကနေအတိအမှတ်ပြုထားတဲ့ဒီမိသည့်ဆေးအောင်လက်မှတ်မဆိုပါတယ်တစိမ့်တုံးပါတယ်ဆိုရင်ဟိုဆေးစာရအစ်စ်လည်းဖြစ်တယ်ဆိုရင်အဲ့ဒီဟာဟို စေခွင့်အနေနဲ့ပေးရမှာဖြစ်ပါတယ်ပူလုံကြီးစေခန်းအာမရမယ်ဆိုတာမျိုးတော့မဟုတ်ဘူးเนาะအဲ့တော့စေခွင့်เนี่ยနောက်နှစ်ကိုတည်သွားလို့ရလားဆိုရင်စေခွင့်ကမရပါဘူးเนาะအဲ့တော့စေခွင့်ကမိဖွားခွင့်နေလောက်တက်ခွင့်နေလည်းဒါပေါင်းယူလို့ရပါတယ်เนาะအဲ့တော့ဒီမယူနောက်နှစ်ကိုတည်သွားလို့မရလို့ပြက်ပြဲသွားပတ်စံပြန်ရလားဆိုလို့ဒီစေခွင့်တွေကမရပါဘူးเนาะဒါကတော့ခုနဒီ EC စာချုပ်မှာလည်းပါတယ်ပြီးတော့ဒီအလုပ်သမားတွေတိထားတဲ့အခြေခံခွင့်၃မျိုးအကြောင်းကိုကျွန်တော် အသေးစိတ်ရှင်းပြပေးတာဖြစ်ပါတယ်အဲ့တော့ဒါတို့တော့ဟိုနားလည်မယ်လို့ထင်ပါတယ်ဒါပေမဲ့အလုတ်သွားတဲ့အနေနဲ့ကြတော့ဒီတရားကိုနည်းနည်းလေးနားလည်ရခက်တာမျိုးလည်းရှိတယ်အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့ဒီ EC စာချုပ်ထဲမှာပြန်ဖတ်ကြည့်ပါဒါမှမဟုတ်အလုတ်သမားဥပဒေတွေလိုက်ပြီးတော့လေ့လာကြည့်ပါဒါကတော့ကျွန်တော်ပုံမှန်အနေနဲ့ဥပဒေမှာရှိတဲ့အတိုင်းကိုရှင်းပြပေးတာဖြစ်ပါတယ်အဲ့တော့ channel ကလူမှုကလုံးနဲ့ပတ်သက်တဲ့ဟာတွေကတော့အများကြီးရှိတယ်ရှင်းပြရင်ဒီဗီဒီယိုလေးနဲ့လုံလောက်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့သင်တန်းမှာလာပြီးတော့တက်လို့ရပါတယ်အဲ့တော့ကျွန်တော်ရဲ့သင်တန်းတွေကိုတော့ဒီ အိရှဘဝဆိုရဲဒီ Facebook page မှာအမြဲတမ်းတင်ပါတယ်ဒီ TikTok မှာလည်းတခါကျရင်ဗီဒီယိုလေးနဲ့ကြော်ညာတာမျိုးရှိပါတယ်အဲဒီ comment မှာချထားတဲ့ Fiverr နေပြီးတော့သင်တန်းနေလာပြီးတော့စုံစမ်းလို့ရပါတယ်အဲ့လိုကျေးဇူးတင်ပါတယ်